ဒီလိုမှန်ထားတယ်ဆိုလို့ရှိရင်တော့ညီမလေးအမတို့ရှိမှာအင်တာဗျူးလာဖြေဘူးလိမ့်မယ်လို့ထင်ပါတယ်နော်ညီမလေးအဲညီမလေးဝန်ထဲကိုအမဝင်ကြည့်ရလေညီမလေးရဲ့ profile လည်းမတွေ့ဘူးနာမည်ရင်းလည်းမတွေ့ထားဘူးပေါ့နော်အဲတကယ်လို့ညီမလေးကအဲဒီလိုမှန်ထားတယ်ဒီလိုပုံစံဆိုညီမလေးလုတ်ခဲ့ဘူးတာလားမသိဘူးနော်ညီမလေးအဲအမတိထားတဲ့ပုံစံဆိုလို့ရှိရင်တော့ညီမလေးဒီလိုလာစာနဲ့ဒီလိုမျိုးတွေတော့ခေါ်တာမျိုးတော့မရှိဘူးအဲညီမလေးလုတ်ခဲ့ဘူးတယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးလုတ်ခဲ့ဘူးတာလဲဆိုတာလေးလည်းပြန်ပြီးတော့ပြန်ပြောပေးဦးနော်ညီမလေး အဲပြီးတဲ့ခါကျတော့မတို့ရှိမှဒီလိုမျိုးအလုပ်တင်ဝန်ထမ်းတွေမတို့ကခေါ်နေတာပေါ့နော်အဲခေါ်တဲ့ခါကျတော့မတို့ကအင်္ဂလိပ်စာကွန်ပျူတာလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေမတို့ကတင်ပေးတယ်ရုံးဖိုင်းပဲလုပ်ရမှာပေါ့နော်အဲပြီးတဲ့ခါကျတော့မတို့ကအဆိုင်၃ဆိုင်ရှိတယ်ညီမလေးရဲ့အဆိုင်၃ဆိုင်ဆိုတာမတို့ကကံပဏီမှာအဆိုင်၃ဆိုင်ရှိတာမဟုတ်ဘူးပေါ့နော်ဟိုတယ်လိုက်တွေမှာလည်းရှိရဲစေယုံတိုက်တွေမှာလည်းရှိတယ်ပေါ့နော်အဲခါကျတော့နေဆိုင်ညဆိုင်မနက်ဆိုင်ဆိုပြီးတော့အဲ့လိုမျိုးအဆိုင်နဲ့သွားတယ်ပေါ့နော်အဲပြီးတော့ဘယ်သူမှမဆိုဒီလိုမျိုး training ပေးထားတဲ့ကံပဏီဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံးတော့တစ်နှစ်တော့လုပ်စင်ကျင်ကြမှာပဲလေ ီညီမလေးအဲဒီလိုကုမန့်လေးလေးပေးရအတွက်ကျေးဇူးအများကြီးတင်တယ်နော်တကယ်လို့ရှောက်ရှင်နေကိုကအလုပ်တင်ပိုင်းနဲ့ရှောက်ရှင်နေဆိုလို့ရှိရင်လည်းမရှောက်လို့ရပါတယ်စိတ်ဝင်စားရင်မမေရဲ့ Viber ဖုန်းနံပါတ်လေးလာခဲ့ပေးနော်ကျေးဇူးအများကြီးတင်ပါတယ်